ပြည်သူများလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့မဖိုက်တာထုံးမင်းနိုင်တဲ့ရာမန်တို့ရဲ့နိုင်ပွဲတွေကတော့မပရိသတ်တွေအတွက်တကယ်ကိုကျင်းနေဆရာဖြစ်ခဲ့ပါတယ် MSC မြန်မာထိုင်းနိုင်ငံတကာရိုးရာလောဝိစင်ခေါ်ပွဲကြီးရဲ့ခေါင်တွဲဆိုင်ကြီးသုံးခုထဲမှာထုံးမင်းနိုင်ကခေါင်ပွဲတွေပါခဲ့တယ်ရာမန်ကခေါင်ပွဲတွေပါခဲ့တယ်ပေါ့လေထုံးမင်းနိုင်ကစက်တဆိုင်မြောက်ပွဲစဉ်ဖြစ်ထိုးခဲ့ရတယ်သူကထိုင်းဖိုက်တာဘီနာနဲ့ထိုးခဲ့ရတာခင်ဗျာ ဒီဘွဲမှာဘီနတ်ကလည်းကောင်းတယ်အစမှာတော့တော်တော်လေးကိုကောင်းခဲ့တယ်ဒါပေမဲ့ထိုးမင်းနိုင်ကနောက်ပိုင်းမှာပွဲကိုထိန်းချုပ်ပြီးတော့အသာစီးကနေထိုးသွားခဲ့တယ်အလဲထိုးနဲ့ထိုးပြခဲ့တယ်ငါးရှိစိန်ကော်ပွဲဖြစ်ပေမဲ့ဒုတိယပွဲရှိမှရင်ဒါထိုးမင်းနိုင်ကအလဲထိုးနဲ့အနိုင်ရသွားခဲ့တာဖြစ်ပါတယ်ခင်ဗျဘီနတ်က positive fighter မဟုတ်ပါဘူးသူကဟုတ်ရင်တော့ရဲသွေးကြီးလိုပါတော့အနိုင်ထားတဲ့ fighter လေဒီတော့ထိုးမင်းနိုင်ဟာထိုက်တန်တဲ့နိုင်ပွဲကိုယူပြသွားခဲ့တယ်လို့ကျွန်တော်ပြောလို့ရပါတယ်ခင်ဗျထိုးမင်းနိုင်ဟာပထမပွဲရှိမှရင် ဒါအตาစီးကနေထိုးတယ်ထိုးပြတဲ့အချိန်မှာဒီဘီနတ်နောက်တောင်းကြတယ်ကြတော့သူ့အနေနဲ့အနားတောင်းလိုက်ရတယ်အနားတောင်းလိုက်ပြီးတော့ပွဲကိုဆက်ထိုးတယ်ဒုတိယပွဲရှိကိုရောက်လာတယ်ဒုတိယပွဲရှိမှာထိုးမင်းနိုင်ရဲ့ဒါထိုးချက်တွေကြောင့်နှစ်ချိန်တိုင်းနောက်တောင်းကြသွားပြီးရဲ့နောက်မှာတော့ဒိုင်ကပွဲကိုရဆိုင်းလိုက်ပြီးတော့ထိုးမင်းနိုင်ကိုအနိုင်ပေးလိုက်တယ်ပေါ့လေအဲ့တော့ထိုးမင်းနိုင်ကဒီနေ့ထိုးတဲ့ကောင်တွဲဆိုင်းကြီး၃ခုမှာဒါနိုင်ပွဲတစ်ပွဲရောက်သွားခဲ့တယ်အဲ့တော့ထိုးမင်းနိုင်ရဲ့ပွဲမတိုင်ခင် ဆယ်ဆိုင်မြောက်ပွဲစဉ်ဖြစ်ထိုးခဲ့တဲ့ပွဲစဉ်မှာယာမန်ရဲ့ပွဲပါခဲ့တယ်ပေါ့လေကျွန်တော်တို့ယာမန်ကလည်းဒီနေ့ပွဲမှာရှေကန်ချက်တွေကိုသေရှားဖူးပါဝါသုံးပြီးတော့အစွမ်းပြသွားခဲ့တယ်ခင်ဗျာထိုင်းဖိုက်တာဖာမီဆိုင်နဲ့ယာမန်ထိုးခဲ့ရတယ်အစောပိုင်းမှာတဲပေးထားတဲ့ဖိုက်တာကဒီပွဲနီကတော့မှထွက်သွားခဲ့တဲ့အတွက်ဖာမီဆိုင်ကိုအစားထိုးရတယ်ပေါ့လေ BKFC Champion ထိုင်းဖိုက်တာဖာမီဆိုင်ဟာယာမန်ကိုဘယ်လိုမှရှင်လို့မရခဲ့ဘူးခင်ဗျာယာမန်ကပြင်ဆင်အားအရန်ကောင်းခဲ့တယ်ဒီပွဲမှာ ရာမန်ရဲ့ရှေကန်ချက်တွေကတကယ်ကိုရှင်ကျူကိုကောင်းခဲ့တယ်ရာမန်ရဲ့ဘယ်ရှေကန်ချက်ပထမပွဲစီမှာတင်ထိသွားပြီးရဲ့နောက်ဖာမရှန်အနာတောင်းရတယ်အနာတောင်းချိန်စိတ်လို့ပြန်ပြီးတော့ပွဲတယ်လိုက်တာမှသိမကြပါဘူးရာမန်ရဲ့အတွင်းရှေကန်ချက်ဖာမရှန်ကိုထပ်ပြီးတော့ထိသွားတယ်ထိသွားတော့ရှီတော့တော်တော်နာပေါင်းပုံရတယ်ခင်ဗျပြန်ထားဖို့အနိုင်နဲ့ဖြစ်နေတယ်အဲ့တော့အရှင်တွေကိုကြည့်ပြီးတော့ကျိုးဝိုင်းတိုင်လူကြီးကတခါတဲ့ဒိုင်ပွဲရနဲ့ရာမန်ကိုအနိုင်ပေးလိုက်တယ်ဒီတော့ရာမန်ဟာကျိုးသားအထုံမှုတော်တော်ကောင်းလာတာကိုတွေ့ရတယ် သူပြောထားသလိုချန်ပီယံတယောက်နဲ့ထိုးဖို့အခွင့်အရေးရမယ်ချင်းတန်ပြီလို့လည်းရမန်ကိုစမိတယ်ဒိန်းနေထွက်နေတဲ့အချိန်ဒေဝါနဲ့ပွဲဖြစ်လာရင်တော့အရန်ကောင်းတာပေါ့ဗျာဒေဝါနဲ့ကမ္ဘောဒီးယားမှာထိုးရမယ်ပွဲမျိုးကြည့်ရမယ်ဆိုရင်တော့လေရင်ခုန်စရာကောင်းနေမယ်ဒါမှမဟုတ်ရင်လည်းမြန်မာပြည်ကလောက်ဝေးရမှာဆိုရင်တော့ရမန်ဟာသွေးသွေးဝင်နိုင်တဲ့ဘွက်တဲ့ပြင်ကြီးကောင်းတဲ့ဘွက်တွေဖြစ်လာလိမ့်မယ်လို့ယူဆရပါတယ်ခင်ဗျာ။ဘာပြောဒီနေ့မှာတော့မြန်မာပြည်သက်တွေပျော်ရွှင်စရာနိုင်ပွဲတွေကိုထုံးမင်းနိုင်တဲ့ရမန်တို့ကအဲ့လိုလဲထိုးရင်လည ရောက်ပေးခဲ့ဆိုတဲ့အကြောင်းပရိသတ်တွေသိရှိရအောင်သတင်းကောင်းပြောပြပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာတ िश ူအပ်ပေးတဲ့ပရိသတ်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ